တခါတုန်းကပြစ်စမရန်ចောင်းသူလေးမေသူဆိုတာရှိတယ်မေသူလေးဟာစာတင်ခန်းထဲမှာအမြဲတမ်းလိုလိုဆရာဆရာမတွေရဲ့စုပူဆုံးမခြင်းကိုခံနေရသူဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူဟာစာကိုဘလို့ပဲအားထုတ်ပြီးကြက်ပြီးမကြခင်မှာပဲလွယ်လွယ်ကူကူပြန်မိတတ်တဲ့မျက်ညာအားနေသူလေးဖြစ်နေလို့ပါပဲ စာမေးပွဲတွေနီးလာတိုင်းမေသူလေးဟာစာအုပ်ကိုမျက်ရည်တွေဝဲပြီးစူးစမ်းချက်မှတ်ပေမဲ့စာတွေကခေါင်းထဲမှာမတည်မြဲနိုင်ပဲပျောက်ပြက်သွားတာကြောင့်ကိုကိုကိုစိတ်ပြက်အားငယ်နေရတာအကြိမ်ကြိမ်ရှိခဲ့ပါတယ်။ငါကဘာလို့ဒီလောက်တောင်ညံမကောင်းရတာလဲ။အဲ့ဒီလိုတွေးပြီးတယောက်တည်းဝမ်းနေနေတတ်ပါတယ်။ဒီနေ့မှာတော့မေသူလေးဟာအင်စာတွေကိုစက်မှတ်နေရင်ဘလို့မှမမှတ်မလာတော့တဲ့အခါစိတ်တက်ကြပြီးစာအုပ်ကိုခြာကပတ်ဝန်းကျင်ကိုငေးမောကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲသူ့ရဲ့အိမ်ရှိမှာရှိတဲ့ပေနှစ်ဆက်ခန့်မြင့်တဲ့တသားတိုင်လုံးကြီးတစ်ခုရဲ့အောက်ခြေမှာမြေပြင်ကနေတဖြည်းဖြည်းချင်းတက်နေတဲ့ပက်ကြီလေးတစ်ကောင်ကိုသတိထားမိလိုက်ပါတယ်။나이ဝက်ခန့်ကြပြီးတဲ့နောက်မှာတော့မေသူလေးရဲ့မျက်လုံးရှိမှာပဲ။အဲ့ဒီပက်ကြီလေးဟာအာထုပ်ကြိုးပမ်းမှုကြောင့်ပေနှစ်ဆက်မြင့်တဲ့တိုင်လုံးရဲ့ထိတ်ကိုအောင်မြင်စွာရောက်ရှိသွားပါတော့တယ်။ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမေသူလေးရဲ့ရင်ထဲမှာရုတ်တရက်အလင်းရောင်တစ်ခုဝင်လာတယ်လို့ခံစားလိုက်ရတယ်။ တက်ကြည်လေးတောင်မှဒီလောက်အမြင့်ကိုအားမလျှော့ပဲဖြည်းဖြည်းချင်းစူးစမ်းတက်လို့ရောက်သွားနိုင်ရင်ငါလဲအလားတူပဲစာကိုမရမချင်းမရမချင်းစူးစမ်းရင်တနေ့ကျရင်တော့ရကိုရမှာပဲအဲ့ဒီနေ့ကစပြီးမေသူလေးဟာသူ့ရဲ့စာချက်တဲ့ပုံစံကိုလုံးဝပြောင်းလဲလိုက်ပါတယ်။မှတ်ညာအားနည်းတာကိုသိတဲ့အတွက်အဓိကအချက်လက်တွေကိုချုပ်ပြီးမှတ်စုတိုလေးတွေရေးသားပါတယ်။အဲ့ဒီမှတ်စုတိုလေးတွေကိုအမြဲတမ်းဆောင်ထားပြီးအားတဲ့အချိန်တိုင်းထုတ်ကြည့်ပါတယ်။ မေသူလေးရဲ့ဇွဲလုံးလဝီရိယတွေဟာဖြည်းဖြည်းချင်းအရာထင်လာပါတယ်ပထမတော့ဆရာကစာမေးရင်မရတော့မဲဒါပေမဲ့နောက်ပိုင်းမှာတစ်ခါမေးရင်တော်ဝဲရနောက်တစ်ခါမေးရင်အများကြီးရလာပါတော့တယ်သူ့ရဲ့စာမေးပွဲရမှတ်တွေလည်းတဖြည်းဖြည်းမြင့်တက်လာပြီးအတန်းထဲမှာအငြင်းရန်စာမရသူဆိုတဲ့နာမည်ကနေအင်းလွတ်လာပါတော့တယ် တနှစ်တာကြိုးစားပြီးတဲ့နောက်မှာတော့မေသူလေးဟာသူ့ရဲ့ပြစမာတဲ့နှစ်ပတ်လည်စာမေးပွဲကိုအောင်မြင်စွာအောင်မြင်ခဲ့ုံသာမကပဲအတန်းထဲမှာထူးချွန်တဲ့အကြောင်းသူတဦးဖြစ်လာခဲ့ပါတယ်။ဆရာဆရာမတွေကလည်းသူ့ရဲ့တိုးတက်ပြောင်းလဲမှုကိုအံ့ဩချီးကျူးခဲ့ကြပါတယ်။